Toyota ဆိုတာလေသူတို့ရဲ့အောင်မြင်မှုကတော်တော်ကြာစဉ်းစားစရာထိနေခဲ့တာသူတို့ကကားပဲထုတာလားဒါမို့အထင်းမပါမော်ပညာတွေများရှိနေလို့လေဟုတ်ပြီ အဖြေကလေလူအများစုထင်ထားတာတဲ့အများကြီးပို့ပြီးတော့နန်းနေတယ်စိတ်ဝင်စားဖို့လည်းကောင်းနေဒီမှာကြည့်လိုက်ဒီ graph ကယိုယို graph မဟုတ်ဘူးနော်ဒါကဇက်လန်းတပုတ်ကိုပြောပြနေတာ Toyota ဘလောက်တောင်တောင်ခံနိုင်လဲဆိုတာကိုပေါ့ကြည့်ပါလား 2008ကဘာစီဝါရဲ့ပြတ်ကက်လိုအချိန်ကြီးဆိုရတဲ့မှာတော့သူတို့ကအမျက်ရနေတော့မယ်။တခြားပြိုင်ဘက်ကြီးဒုက္ခရောက်နေတဲ့အချိန်မှာသူတို့ကရှေ့ကိုဆက်သွားနိုင်ခဲ့တယ်။ဒါကတာမကားကုမ္ပဏီတစ်ခုရဲ့အစစ်မဟုတ်တော့ဘူး။အဲ့ဒီတော့သူတို့အောင်မြင်မှုရဲ့လှုပ်ဝှက်ချက်ကပါလေ။အရင်ကောင်းတဲ့ထိုးတွေနီးစနစ်တွေကိုတုံးလို့လား။ Ừm လူတော်တော်များများကတော့အဲ့ဒီလိုပဲထင်ကြတာပေါ့။ဒါပေမဲ့အမန်တရားကအဲ့ဒါနဲ့တခြားစီတဲ့ ဟုတ်ပြီဒါဆိုလူတွေပဲနေရာမှာအမားများဆုံးလဲဆိုတာကြည့်အောင်အဲ့ဒါကတော့ Toyota Production System လို့ခေါ်တဲ့ TPS ကိုစက်တစ်ခုလိုမျိုးရှုမြင်ကြတာပဲကုမ္ပဏီအများစုကဒီ tools တွေကိုတွေ့လိုက်တာနဲ့ဒါပဲကွာဆိုပြီးဖြစ်သွားရော Kanban တို့ Just in Time တို့ဒီ CNG ကိုကြည့်ပြီးတော့သူတို့က copy ကိုကိုယ်လွန်ကန်ချေ paste ချော့ဒါဆိုရင် Toyota လို့ဖြစ်သွားပြီလို့ထင်ကြတယ်ဒါပဲမေးအဲ့ဒီလောက်မယိုရှင်းဘူးဒီအမင်းဘလောက်တောင်လွမ်းနေလဲဆိုတော့ပြရတယ်တကယ်အဖြစ်ပြက်လေးတစ်ခုရှိတယ် American company ကြီးအခုက VB တယောက်ကလေသူတို့ company မှာ lean စနစ်ကိုဘလို့ဒီ account ထဲပေါ်ထားလဲဆိုတာကို Toyota က CIA တယောက်ကိုဂုံယူပြီးရှင်းပြနေရ။အဲ့ဒီမှာ CIA ကဘာပြန်ပြောတယ်ထင်လဲ။အဲ့ဒါတွေလုံးနေရအခုချက်ချင်းရက်လိုက်ပါတဲ့။စဉ်းစားကြည့်အဲ့ဒီစတားတခုကအချင်းဒီတခုလုံးကိုပြောင်းခတ်မောက်လန့်ဖြစ်လဲတို့လိုပဲ။ဘာလို့လဲ။ဘာလို့အဲ့ဒီလိုပေါ်ရတာလဲ။အဖြေကရှင်းရှင်းလေးပဲ။တကယ်အဒီကအချက်ကအပေါ်ယံကိရိယာတွေမှာမဟုတ်ဘူး။အဲ့ဒီကိရိယာတွေရဲ့နောက်ွယ်မှာရှိနေတဲ့ပိုပြီးနှက်ဆိုင်တဲ့အတွေးခေါ် လူတွေကိုအဓိကထားတဲ့ philosophy မှာရှိနေလို့ပဲဒါ Toyota ဝီရဲ့အသေးနှလုံးပဲမန်တိုင်ကြီးနှစ်ခုပဲရှိတယ်ပထမတစ်ခုက Kaizen လို့ခေါ်တဲ့စဉ်ဆက်မပြတ်ဒေါတာအောင်ကျူးစားနေခြင်းဘယ်တော့မှမကြည်နပ်ဘူးအမြဲတမ်းပိုကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်ဒုတိယတစ်ခုကလူကိုလေးစားခြင်းအလုပ်ကိုတကယ်လက်တွေ့လုပ်နေတဲ့သူတွေကိုယုံကြည်တယ်လေးစားတယ်သူတို့စီကအဖြေကိုရှာတယ်တကယ်လို့ဒီနှစ်ခုပါပဲဒီလောက်ရှင်းရှင်းလေးပဲဒါပေမဲ့အရန်ကိုအစွမ်းထက်တယ်ဆိုတော့ ဒီခြားနာချက်ကိုရှင်းရှင်းလင်းလင်းမြင်အောင်ပြောရရင်ပေါ့နော်တစ်ဖက်မှာကဆက်တလုံးလိုချင်းကတာအကုံလုံးကိုတိတိကျကျတက်စင်နေခလုံးနေလိုက်ရင်အလုတ်လုတ်ရမယ်ဒါပေမဲ့တော်ရိုးတာရဲ့ချင်းကပုံကတက်ရှိတစ်ခုကိုပြုစုပြိုးထောင်တယ်လို့ပဲဥယျံဆိုင်တယ်လို့ပေါ့ရနေတိုင်းရေလုံးရမယ်ပေါင်းတင်ရမယ်ဂယုဆက်ရမယ်အချင်းနဲ့အများရှင်တန်ကြီးထွက်လာအောင်လုပ်ရတဲ့အရာမျိုးပါကောဘီဒါဆိုဒီတက်ရှိစနစ်ကြီးကဘီလိုတိဆောက်ထားလဲ သူ့ရဲ့ DNA ကိုရှင်းအောင်ကြည့်မယ်ဆိုရင်အထက်ကအပိုင်း၄ပိုင်း 4P နဲ့တွေ့ရပါလိမ့်မယ်။ပထမဆုံး P က philosophy ပါ အတွေးခေါ်ပေါ်ဒါကအခြေခံအကျုံးပဲဆိုလိုတာကဒီ၃လဘလုံးရမလဲဆိုရဲရေတူအခေမျိုးကိုကြော်ပြီးတော့ကုမ္ပဏီရဲ့ရေရှည်ရှင်တန်ရဲ့ဒီရဲ့အတွက်ဘာကအကုံဆုံးဖြစ်မလဲဆိုရဲစနစ်ကြတဲ့တွေးခေါ်မှုအပေါ်မှာရာအလုံးကိုအခြေခံတာပါဒုတိယပြီး process လုပ်ငန်းစဉ်ဒီနေရာမှာ Toyota ရဲ့ညံကြီးပုံးကပေါ်လွင်လာပြီ သူတို့ကပြဿနာကိုဖုံးထားတာမဟုတ်ဘူးပြဿနာပေါ်လာအောင်တမင်တကာကိုဖန်တီးကြဘယ်လိုလုပ်လဲဆိုတော့အဖို့ပစ္စည်းတွေကိုရွှော့ချလိုက်ကြအဲ့ဒီအခါမှာပြဿနာသေးသေးလေးတစ်ခုဖြစ်တာနဲ့ line တစ်ခုလုံးရက်သွားရောကြားရတာကြောက်စရာကောင်းပြီမဲ့ဒါကဝန်ထမ်းတွေကိုပြဿနာရဲ့အရင်းအမြစ်ကိုချက်ချင်းရှာပြီးဖြေရှင်းခိုင်းသလိုဖြစ်သွားတယ်အဲ့ဒီလိုနဲ့လုပ်ငန်းစဉ်တစ်ခုလုံးကပို့ပို့ပြီးတော့တမလာတာတတိယ B က people လူတွေပေါ့တာမန်ကုမ္ပဏီတွေက pyramid လိုပဲ CEO ကအပေါ်ဆုံးမှာအလုပ်သမားက အောက်ဆုံးမှာ တိုယိုတာမကျတော့အဲ့ဒီပီရမစ်ကိုပြောင်းပြန်လန်ထားတယ်။တကယ်တန်ဖိုးကိုဖန်တီးနေတဲ့ရှေ့တန်းကအလုပ်သမားတွေကအပေါ်ဆုံးမှာမန်နေဂျာတွေခေါင်းဆောင်တွေရဲ့အလုပ်ကသူတို့ကိုအမိန့်ပေးဖို့မဟုတ်ဘူး။သူတို့အလုပ်ကောင်းကောင်းလုပ်နိုင်အောင်နောက်ကနေပံ့ပိုးပေးဖို့ကူညီပေးဖို့ပဲ။ဒါကို servant leadership လို့ခေါ်တယ်။နောက်ဆုံးဖြစ်ကြတော့ problem solving ပြဿနာဖြေရှင်းခြင်းမှာဒါကလည်းတာမှာမဟုတ်ဘူး။လူတွေကပုံမှန်ဆိုအမြန်တွေးတတ်ကြတယ်ပြဿနာတွေးတာနဲ့ကောက်ချက်တစ်ခုကိုခုန်ကူးချလိုက်တာမျိုးပေါ့ Toyota ကတော့ဖြည်းဖြည်းတွေးတယ သိပ္ပံနီးကြစဉ်းစားပုံကိုလေ့ကျင့်ပေးတယ်။ပြဿနာတစ်ခုကိုစနစ်တကျအစဉ်စဉ်အချက်လက်နက်ခွဲချမ်းစိတ်ဖျားပြုမှအပြေးရှာတာ။ဒါကမွေးရပါအရေးချင်းမဟုတ်ဘူး။လေ့ကျင့်ပြိုးထောင်ယူရတဲ့ skill တစ်ခုပဲ။ Okay ။ဒါတွေအားလုံးကိုချုံးပြီးပြောရရင်အဓိကအချက်ကဘာဖြစ်မလဲ။ Toyota ရဲ့ Touring ကိုရှူတုံးလန့်ယုံနေအောင်မြင်နိုင်ပြီလား။အပြေးကတော့လုံးဝကိုပြတ်သားပါတယ်။မရနိုင်ပါဘူး။တကယ်တမ်းတော့လေ အဲ့ဒီနောက်ွယ်က philosophy ကိုနားမလဲပဲ tools တွေကိုပဲကူးချဖို့ကြိုးစားတာကအစမှပြောခဲ့တဲ့စက်တလုံးကိုတိဆောက်ဖို့ကြိုးစားတဲ့အမှောင်းကိုပဲပြန်လုံးနေတာ ਨੇ တူတူပဲအဓိကပန်းတိုင်ကတိုယိုတာဖြစ်သွားဖို့မဟုတ်ဘူးကိုအဖွဲစီကိုပန်ဝန်းကျင်နဲ့အကိုင်းညီဆုံးချင်မဲ့ကိုပိုင်တင်ယူလေးလာတဲ့ယဉ်ကျေးမှုတစ်ခုကိုတိဆောက်နိုင်ဖို့ပဲအဆုံးသတ်ရရင်တော့တိယိုတာဝေးစရာ copy ကိုရမယ့်မြေပုံတစ်ခုမဟုတ်ပါဘူးဒါကကိုယ့်ရဲ့ခီးလန်းအတွက်လမ်းမပြောင်းအောင်လမ်းညွန့်ပြဲမဲ့တန်လိုက်အိမ်မြောင်တစ်ခုပဲ။ ဒါကြောင့်စဉ်းစားကြည့်ရမေဖုန်းကတော့ကိုဖိုက်စီရဲ့တန်လိုက်အမိအောင်ကတော့ဘယ်ဘက်ကိုညွန့်ပြနေတယ်လဲကိုပိုင်လမ်းကြောင်းကိုရှာတွေ့ဖို့အတွက်ဘလို့ခီးမျိုးကိုစတင်ထွက်ခွာဖို့လိုအပ်နေမလဲဆိုတာပါပဲ